ဘွားရတာကိုလုတ်ချင်တယ်ဒါပေမဲ့ဟိုခလေးလေးနဲ့ဘွားရနေဆိုလို့ရှိရင်အကိုကဒီခလေးတွေကိုပို့ပြီးဦးစားပေးပြတာပေါ့နော်။ဘာလို့ဆိုတော့ခလေးနဲ့ဘွားနဲ့အတူတူပဲ။နောက်ပိုင်းကျတော့လည်းအခုလိုမျိုးပေါ့နော်အသက်ကြီးတဲ့ဘွားတွေအပြင်မှာဆုတ်ပစ်ခံရတဲ့လူတွေအများကြီးပေါ့ခလေးနဲ့အတူတူပါပဲ။အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အော်မေမြုံမှာဆိုလို့ရှိရင်ဒါတို့တို့အတွက်ကျန်းမာရေးအတွက်လည်းကောင်းတယ်။ ီးတော့ဟိုပို့ပြီးတော့လဲသူလူကြီးတွေအတွက်တင့်တော်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မေပြုတ်မှာမိုဘိုင်းဒါလေးဖွင့်ဖို့စဉ်းစားထားရတယ်ပြီးတော့ကလောင်းမှာတော့ခလေးကေရာထပ်ပြီးတော့အခုဖွင့်ဖို့လုပ်နေတာအဲပို့စက်ခံတော့စားတော့ပါ အဲနုပညာလောက်ကတော့ဟိုလာငှားရဟာကြီးလဲညားပါတယ်ဒါပေမဲ့ဟိုကလေးနဲ့တစ်ဖက်ဆိုတော့လေအချိန်ပေးရတာတန်နဲ့ကားမျိုးပေါ့အဓိကကတော့ကိုယ်လက်ချိန်ပေးရတယ်ပြီးတဲ့ခါကျတော့ကို့အတွက်လည်းတူတန်နဲ့ကားလေးလည်းရိုက်ရိုက်ချင်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဇလန်းလေးရွေးနေအဲတိုက်ပြီးတော့မရိုက်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့အခုဆယ်လာပိုင်းမှာတော့ရမတ်ဆိုတဲ့ စီးရီးတွေမဟာမှာပြတ်မယ်စီးရီးတမှာဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးတုတ်ဆောင်တာပါတယ်အဲ့ကမှာဆိုလို့ရှိရင်တကယ်ကိုနေရတဏီယာလည်းတော်တော်လေးရပါတယ်မိသမီးမိသားလည်းအရင်များတယ်ပေါ့နော်ဒါပေမဲ့ဒီကားလေးမှာဆိုလို့ရှိရင်ဒါအကုန်လုံးကမိသားစုလိုမျိုးရိုက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကောင်လည်းအကုန်လုံးကလေ chemistry မိတယ်လို့ပြောရမယ်ကားလေးတကားပေါ့နော်ပါဝင်တဲ့အိုက်တာတွေအကုန်လုံးလည်းအရင်ကောင်းကြတယ်ဒါဆိုတော့ဒီကားလေးဆိုလို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်နောက်မောင်မောင်ဘီမရရုပ်ရှင်ဇာတ်ကားကြီး လည်းရိုက်ကူးထားပါတယ်ဒီနှစ်အခုဒီနှစ်ထက်မှယုံတင်မှုရှိပါတယ်ဒီကမှဆိုလည်းပြည့်တက်တယ်တခါမှမမြင်ဘူးတဲ့ character မျိုးနဲ့ထွက်လာမှာပါအာဘောနော်အတိအကတော့အရင်ကလေးကလေဘဝိုက်တာကိုလှုပ်ချင်တယ်ဒါပေမဲ့ဟိုကလေးလေးနဲ့ဘဝိုက်နေဆိုလို့ရှိရင်ကကိုကဒီကလေးတွေကိုပို့ပြီးဦးစားပေးပြတာဗောနော်ဘာလို့ဆိုတော့ကလေးနဲ့ဘဝိုက်နေအတူတူပဲအသက်ကြီးလာရင်အကုန်လူကြီးတွေအကုန်လာကလေးဖြစ်သွားတာပဲကလေးဖြစ်သွားဆိုတော့အရင်အဲ့တော့ စစပြီးတော့ဂေဟာထောင်မယ်ဆိုတဲ့အချိန်မှာကိုနဲ့ဒီခလေးတွေကိုဒီချိုင်းရိတ်ခလေးလေးတွေကုညီပေးနေခလေးတွေမွေးဖို့ကံပါလာတော့ခလေးတွေမွေးပြစ်သွားတာပေါ့နော်ဖိုးမားတွေကြတော့ကိုကပြည့်စုပေးခြင်းနဲ့ပြောဒါမဲ့ဟိုဟိုပြောရမလဲတနာရယ်မခံစားနိုင်ဘူးအဲ့လိုမျိုးပေါ့အဲ့ဒါနဲ့ခလေးတွေကိုပဲပို့ပြီးတော့အားထည့်ဖြစ်တာနောက်ပိုင်းကျတော့လည်းအခုလိုမျိုးပေါ့နော်အသက်ကြီးတဲ့ဖိုးမားတွေအပြင်မှာစုပ်ပစ်ခံရတဲ့လူတွေအများကြီးပေါ့ခလေးတွေနဲ့အတူတူပါပဲအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ အော်မေးမြန်းမှာဆိုလို့ရှိရင်ဒါသူတို့အတွက်ကျမ်းမာရေးအတွက်လည်းကောင်းတယ်ပြီးတော့ဟိုပို့ပြီးတော့လည်းသူလူကြီးအတွက်တင့်တော်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မေးမြန်းမှာမိုဘိုင်းတာလေးဖွင့်ဖို့စဉ်းစားနေရတယ်ပြီးတော့ကလောင်းမှာတော့ကလေးကရထပ်ပြီးတော့အခုဖွင့်ဖို့လုပ်နေတာအဲ့ဒါလေးလုပ်ရင်းနဲ့ဥပညာလည်းဆက်လုပ်တော့မှာခိုင်းနေတယ်အဲအနုပညာတော့ဝါသနာဟိုဝါသနာတော့တားလို့မရပါဘူးကွာအဲ့တော့အချိန်အားရင်အားတယ်လို့မအားတဲ့မအားလဲကိုတွေ့ကောင်းတယ်ဇလန်း အဲဇာဝင်ကမ်းမှာကိုကြိုက်တဲ့ character မျိုးဖြစ်တယ်ဆိုတော့အာအမအာတော့ရိုက်ပေးမှာတော့ဝါသနာပါတော့ဒါလေးရိုက်တော့မှလည်းကိုကစိတ်ကလည်းပျော်တယ်ကိုလည်းနုတယ်ပြီးတော့ကိုရဲ့အနုပညာကိုချစ်တဲ့အနုပညာမောင်နှမရင်လည်းတွေ့ရတဲ့အခါကျတော့ကိုတို့စိတ်ထွက်ပေါင်းလေးလည်းဖြစ်တယ်ပြီးတဲ့အခါကျတော့ဒါခလေးတွေအတွက်ဆိုလို့ရှိရင်လည်းဒါသူတို့ဟိုဒါရုပ်ရှင်မင်းသမီး တယောက်ဖြစ်တယ်ဆိုတာသူတို့သိအောင်ပေါ့နော်ဟိုတနေ့ရဆိုလို့ရှိရင်ပွဲရပြန်တော့မမေ့ကမိတ်ကတွေလိမ့်လာမမေ့ကလှတယ်နော်မမေ့ဘာလို့အမြဲအလှပြင်နေရလဲအဲ့အဲ့မျိုးပေါ့အဲ့ဒီတော့သူတို့ကမမေ့ TV ထဲမှာတွေ့တယ်မမေ့ TV ထဲမှာငိုနေတယ်ပေါ့သူကမင်းသမီးတွေပိုင်းလဲသူတို့မသိဘူးလေမသိဘူးဆိုတော့ဟုတ်တယ်မမေ့ကဆီယမတွေကလည်းရှင်းပြတယ်အဲတစ်ချိန်ကျလို့ရှိရင်သူတို့လည်းဒါသူတို့အမေကဒါတရုတ်ဆောင်တာသူတို့သိအောင်ပေါ့ဘာလို့ဆက်လာတယ်ဒါတိုင်းကိုဆက်လာမှလည်းရပါတယ်လို့ပြောပြပါတယ် ပေးရစုနဲ့ပြပါစေအမှုပညာသမားတွေအကုန်လုံးကလည်းဒါ Academy ဆိုတာကလည်းရတာမရတာကန်ဆိုပေမဲ့ဒါကလေးတွေစုယူသလိုပေါ့နော်စူးစမ်းတဲ့အမှတ်တိုင်တွေတခုတော့အကုန်လုံးကလိုချင်ကြတာပေါ့အဲ့တော့ဒါဘာပဲဖြစ်ဖြစ်စူတောင်းပေးရတယ်လည်းကျေးဇူးတင်ပါတယ်စူတောင်းလည်းပြပါစေထပ်ပြီးတော့စူးစမ်းပါအောင်ပဲပြောချင်ပါသေးရှင်